မန္တလေးစကိုင်းနေနေပြီးတော့မှစောင့်မွေးပြန်ပြရမယ်လို့ဆိုလိုက်တဲ့ပညာရေးဝန်ကြီးကဲပရိသတ်ကြီးတို့ဤမြန်မာနိုင်ငံဆိုတာကတော့စစ်ကြီးမဖြစ်ခင်ကိုဗစ်ကြီးပြီးသွားတဲ့အခါမှလည်းတဘာဝဘေးရန်တွေကစက်တိုက်ကိုလာနေကြတာပါပြီးခဲ့တဲ့ရှေးဘေးကာလတုန်းကလည်းထိခိုက်ပျက်စီးမှုတွေအများပြားကြုံခဲ့ရသလိုဒဇန်ကာလမတိုင်ခင်အချိန်မှလည်းပြည်သူတွေအလုံးတွေရိုက်ခတ်မှုအကြီးကြီးတစ်ခု ဖြစ်သွားခဲ့ရပါတော့တယ် တရက်ခတ်မှုကြီးမှာမန်လေးစကိုင်းကစားနေပြီးတော့ပြင်မနာတီလူပေါင်းရာနေချီပြီးတော့ပြည့်စည်ဆုံးရှုံးမှုတွေများခဲ့ရတယ်လို့တိုက်တာအိုးအိမ်တွေကလည်းနေချင်းညာချင်းပျောက်ချင်းမလားပျောက်သွားတဲ့အထိဖြစ်ခဲ့ရတာပါဒီလိုမျိုးပြည့်စည်မှုတွေရဲ့နောက်ကွယ်မှာမကြသေးခင်ကမှဖြေထားခဲ့ရတဲ့စနေသေးစံပေဝဲကြီးကိုလည်းထိခိုက်မှုရှိလာခဲ့ပါတယ်စံပေဝဲတစ်ခုပြီးဖို့တွင်စိတ်ပြည့်စည်မှုပေါင်းများစွာကိုကြော်ဖြစ်ရပြီမယ့်လေမန်လေးကစာစစ်ထဏနာမှာတော့ဖြေလွှာအကုန်လုံးကမီးလောင်ပျက်စီးသွားခဲ့ရပါတယ် အစာပိုင်းမှာတော့ဒီလိုမျိုးပျက်စီးကြရတဲ့ဖြေလွှာနေပတ်သက်ပြီးတနင်္ဂနွေလုံးမကျန်းမာနေတဲ့အတွက်အောင်ပေးမယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပေမယ့်လေမကြသေးမီအချိန်ကာလမှာပဲအာမနာနဲ့စာမေးပွဲရက်ကိုပြန်သတ်မှတ်လိုက်ကြပါတော့ရီတကယ်တမ်းမှာကျတော့မလေးစကိုင်းနဲ့နေပြီးတော့တဝိုက်မှာကလည်းငလင်တဲအများဆုံးခံလိုက်ရတာဖြစ်လို့စာမေးပွဲဖြေဖို့နေတာတာအိစီယာအိယာတောင်းမှလုံးလုံးကျော်ကျော်ဖြစ်နိုင်ဖို့ရေးစိတ်ပူနေကြရတာပဲဖြစ်ပါတယ် ဒါကြောင့်မေးပညာရေးဝန်ကြီးဘက်ကတက်မှတ်လိုက်တဲ့ဆောင်မွေးဝင်းဟာကလေးတွေကိုတင်မကပဲနေကလေးတွေရဲ့ပညာရေးစနစ်တွေစိတ်ဓာတ်ရတွေပါရိုက်ချိုးပြနေတဲ့ဆိုပြီးတော့ပွဲစုပေးခဲ့ကြပါမယ်လေပညာရေးဝန်ကြီးနေနဲ့29ရက်3လ2025မှာပြန်လည်ဖြေဆိုမယ်ဆိုတဲ့အကြောင်းအတိအလင်းထုတ်ပြန်လာခဲ့ပါတော့တယ်ဆောင်မွေးရက်ကတော့16ရက်6လ2025ကနေ21ရက်6လ2025ထိပြန်လည်ကျင်းပါစစ်ဆေးသွားမယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့ပါတော့တယ် လိုပဲဖြစ်ဖြစ်ပါမြန်မာနိုင်ငံကြီးမှာတော့ပြည်သူတွေပါပဲဖြစ်နေဖြစ်နေကိုယ့်လိုကိုယ်လုံးနေရရင်ပြီးပြီဆိုတဲ့ပညာရေးဝန်ကြီးကြောင်းဖြီလွားရင်းမီးလောင်ပျက်စီးသွားကြရတယ်ကချင်ပြည်နယ်မန်လေးစကိုင်းနယ်နေပြည်တော်တွေကတော့တကယ်ကိုမှကပေးဆိုင်နေကြတာလို့ပြောရမှာပါရှင်ကျောင်းသားကျောင်းသူတွေအနေနဲ့ကတော့နိုင်ငံတော်ရဲ့ဒီလိုထုတ်ပြန်မှုတွေကိုမသိချင်အောင်စောင့်နေရင်လည်းမဖြစ်တာမလို့တနိုင်တဲ့ဘက်ကနေတနိုင်သလိုဝင်ဖြေးလိုက်ပါမယ်ဆိုရင်ကျောင်းသားတွေလည်းရှင်းနေကြပါပြီ။အချို့ကြတော့လေမိသားစုပျက်စီးဆုံးရှုံးမှုကြောင့်ကိုယ့်ရဲ့ပညာရေးပါကြီးပဲဖြစ်နေဖြစ်နေ မဖြေတော့ဘဲနဲ့လက်လျှော့လိုက်ဖို့အတွက်ဆုံးဖြတ်ထားကြတဲ့သူတွေလည်းရှိနေတာကြောင့်ဆရာဆရာမတွေကိုယ်တိုင်ကပါစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါရင်ဘလို့ပဲဖြစ်ဖြစ်ပါပညာရေးဝန်ကြီးကိုယ်တိုင်ကတော့တတ်မှတ်ထားတဲ့ရှေ့တွင်မှမှပြန်ဖြေဖို့လျှောက်လာမတင်ခဲ့ဘူးဆိုရင်ဒီဒေသအတွင်းမှာဖြေခဲ့ကြတဲ့ចောင်းသားចောင်းသူအလုံးကိုနှိစကနေသာပြန်ဖြေခိုင်းမယ်ဆိုတဲ့အကြောင်းသတင်းစာတွေမှာထုတ်ပြန်မှုရှိလာခဲ့ပါတယ်မိသားစုဆုံးရှုံးမှုတွေအိုးအိမ်ပျက်စီးမှုတွေကြောင့်စာဘက်ကိုအာရုံမစိုက်နိုင်တော့တဲ့ကလေးတွေအတွက်ကတော့တကယ်ကောမှသနာစရာဖြစ်နေခဲ့ပါပဲရှင်။ ပရိသတ်ကြီးတို့အနေနဲ့ကရောဒီကလေးတွေတွေပိုကောင်းစေမယ့်နည်းလမ်းတွေရှိနေခဲ့မယ်ဆိုရင်ကွန်မန့်အောင်မှာဖြေပေးခဲ့ပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တွေမမိပါနဲ့အောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရွှင်လင်းချမ်းမြေကြပါစေရှင်။